ကဲဒီနေ့တော့ Realme ကအသစ်ထွက်လာတဲ့ C75 အကြောင်းကိုပြောပြပေးမှာအဲ C75 အကြောင်းဆိုပေမဲ့ဒီတစ်ခေါက် Realme က C75 ကိုသူ့ထက်ဈေးနည်းနည်းပိုသက်သာတဲ့ C75X ပါရောင်းပေးသွားမယ်လို့သိရတယ်ဆိုတော့ C75X အကြောင်းလေးပါကျွန်တော်နည်းနည်းထည့်ပြောပေးသွားမယ်ပေါ့နော်ဒါပေမဲ့လောလောဆယ် C75 ကကျွန်တော်လက်ထဲမှာမရှိသေးဘူးဘယ်ရောက်နေရလဲဆိုတော့ကျွန်တော်စမ်းကျင်တာလေးတစ်ခုရှိလို့ရေခဲတက်တာထဲမှာထည့်ထားတယ်ဆိုတော့ကျွန်တော်ရေခဲတက်တာထဲကတော်ယူရင်းနဲ့ပဲ first impression လေးစလိုက်တာပေါ့ ကဲဆိုတော့ရေခဲတက်တာတွေကဖုန်းလေးကတော့အပြင်ကိုရောက်နေပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတခါတည်းဖွင့်ကြည့်မယ်ဟာတနေ့ကမီးရပြတ်နေတာဆိုတော့အရန်ကြီးရောမခဲပြင်မဲ့တဲ့ခဲတော့ခဲနေပြီပေါ့နော်ဆိုတော့ဒီမှာဒီထဲမှာတော့ရေခဲကိုတော့တော့ဆက်ကျွန်တော်အရင်ဖြောမှာပေါ့ဩဒိုကြီးထွက်လာပြီโอเคဆိုတော့ဒီမှာကျွန်တော်နောက်ကြောဘက်ပါတစ်ချက်ပြလို့ရတယ်အမြင်တဲ့အတိုင်းပဲပေါ့နော်ခဲတော့ခဲထားတယ် ပါဝါလဲဖွင့်ပြီးတော့ကျွန်တော်ခဲတာဖြစ်တဲ့အတွက်ဘယ်လောက်ထိအမလီအလုတ်နှင်းဖြစ်လဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်မယ်ပေါ့နော်ဒါပေမဲ့လောလောကျွန်တော်ဒီမှာရေနေနည်းနည်းအရန်ခဲမှာဆိုလို့ဆိုရေနွေးလေးယူထားရပေါ့နော်တခါလဲဖြောလိုက်မယ်ဆိုဒီအားလေး ဖြော်နေရင်းနဲ့ပဲကျွန်တော်ဈေးလေးတစ်ချက် mention လုပ်ပေးခြင်းနဲ့အဲဒီ Realme C75 ရဲ့ဈေးနှုန်းက8သိန်း9900ကျန်တဲ့ရောင်းပေးမယ်လို့သိရတယ်။သူ့ထက်ဈေးပိုသက်သာတဲ့ C75 Ace ရဲ့ဈေးနှုန်းကတော့9သိန်း4900ကျန်တဲ့ရောင်းပေးမယ်လို့သိရတယ်။ဘာတွေကွာသွားလဲဆိုတော့ performance ပိုင်းမှာဒီ C75 က MediaTek ရဲ့ Helio G92 Max နဲ့လာမယ်။အဲ Realme C75 Ace ကကြတော့ဒီ MediaTek ရဲ့ Helio G81 Ultra နဲ့လာမယ်။ RAM ကကြတော့ဒီကောင်လေးမှာကြတော့ 8GB ဒါပေမဲ့ storage ကကြတော့ C75 က 256GB version ဖြစ်သွားပြီး C75X မှာ ကြတော့ storage က 128GB version နဲ့လာမယ်။ပြီးတခြား battery ပိုင်းမှာဆိုရင် Realme C75 က 6000mAh ပါလာမယ်။ C75X မှာကြတော့ 5600mAh ပဲပါလာမယ်။နောက် display ပိုင်းမှာလည်းနည်းနည်းကွာသွားတာလေးရှိတယ်။ C75 မှာကြတော့ကျွန်တော် 4K resolution ပေါ်မှာ 90Hz high refresh နဲ့လာမယ်။ဒါပေမဲ့ C75X မှာကျတော့ HD+ resolution ပဲ။ဒါပေမဲ့သူ့မှာကျတော့ 120Hz high refresh နဲ့လာမယ်။ဆိုတော့ဇေနုံပုံမူတည်ပြီးတော့ကိုယ်သုံးမဲ့အပေါ်မူတည်ပြီးတော့ ကိုစိတ်ကြိုက်ကြိုက်တာရွေးဝယ်လို့ရတယ်ဒါပေမဲ့တခုမိုက်သွားတော့ဒီ C75X တွေကတော့ဘယ်လိုပြောရမလဲ9သိန်း4000 9သိန်းခွဲပဲထားပါတော့9သိန်းခွဲဆိုတဲ့ဈေးတန်းတစ်ခုမှာ IP69 68တက်ဆံမှာတော်တော်ဆက်ချက်ပါတော့အကျန်းခန်းတဲ့အပိုင်းလေးအပူရလာမယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်ဖုန်းအကြောင်းလေးလှည့်လိုက်အောင် Realme C series phone ရဲ့အဓိကအားသာချက်ကအကျန်းခံတာပေါ့နော်ဆိုတော့ဒီတစ်ခေါက်မှာလည်း Realme ကသူတို့အဲ့အပိုင်းကိုပို့ပြီးတော့အားဆိုင်လာရဲ့လို့ပြောထားရတော့ကျွန်တော်ဒီရေခဲတက်တာတွေထည့်ပြီးခဲပြီးတော့ဆန်းတာပေါ့နော် ဆိုတော့ဒီတစ်ခေါက် Realme ရဲ့ဘယ်နေရာမှာပို့ပြီး upgrade လုပ်လာလဲဆိုတော့သူအကျန်းခံတဲ့နေရာမှာ C series phone တစ်လုံးအနေနဲ့ပထမဆုံး IP69 dust and water resistant ပေါ့နော်ရေဆူခံနိုင်တဲ့ဖုန်ဝင်ခံနိုင်တဲ့ level အထိရောက်အောင်လုပ်လာနိုင်တယ်ဆိုတော့ဒါကတော့ပြောနေကြမလို့ရေခဲတုံးထဲမှာဖုန်ကြီးထည့်ထားဖြစ်တဲ့အတွက်ရေဆူခံတဲ့ပမာဏကတော့ဘလောက်လဲဘာကြီးလဲကျွန်တော်လက်တွေ့စမ်းပြထားပြီးသားဖြစ်တဲ့အတွက်အများကြီးတော့အခြေတုံးဝင်မရှင်းပြတော့ဘူးနောက်တစ်ချက်ကဒီဖုန်တွေမှာ armor shell glass နဲ့ armor shell protection ဆိုပြီးတော့နှမျိုးတုံးလာရပေါ့နော်ဆိုတော့ armor shell glass ကအာဘာလုပ်ပေးရလဲ သိရတဲ့အတိုင်းပဲဗျာဒီ glass ဆိုတဲ့အတိုင်းပဲကျွန်တော်ရှေ့မျက်နှာပြင်ပြုတ်ကြရတဲ့အောင်ခံနိုင်အောင်လုပ်ပေးတာဒီနေရာမှာဘယ်လောက်ထိအဆင့်မြင်လာလဲဆိုတော့ကျွန်တော်အဲ1မီတာအမြင့်လောက်ကနေပြီးတော့ကျမ်းမြင့်ပေါ်ပေါ့နော်ပြောင်ချောမျက်နှာပြင်ပေါ်ပြုတ်ကြရတဲ့အောင်ခံနိုင်တဲ့အထိသူအဆင့်မြင်သွားပြီးပြီးတော့ဒီအရှိတ်အဝါမျက်နှာပြင်ကိုသူအပွန်းစင်းတန်ရတဲ့အရင်အထက်ဆိုင်လေးစားလောက်ပို့ပြီးတော့ခံနိုင်သွားတယ်ပြီးတော့အမှရှေ့ protection ဆိုတာလည်းကျွန်တော်ခုနကလိုပြုတ်ကြရတဲ့အခါမျိုးမှာဒီ glass ကြီးကကောင်းလို့မကွဲသွားဘူးပေါ့နော်ဒါပေမဲ့ဖြစ်နိုင်ခြေရှိတာတွေကအထဲက component တွေက loose ဖြစ်ပြီးတော့ပြက်စီးသွားတတ်တယ် အဲ့ဒါကို Realme ID ပတ်ပတ်လည်မှာဒီ Armor Share Protection ကိုခံပေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တော်ရုံထက်က component တွေ loose ဖြစ်ပြီးတော့ခြောင်ပြီးတော့ပြတ်တက်တံအောင်ကာကွယ်ပြီးသားဖြစ်သွားတော့ဒီနေရာမှာလည်းသူပို့ပြီးတော့အရင်တက်တံအောင်ဘယ်လောက်ထိခံနိုင်လဲဆိုတော့1.6ဆပို့ပြီးတော့ခံနိုင်လာရလို့သိရတယ်ဆိုတော့ကျွန်တော်တို့ရေခဲတုံးလေးကတော့အခုလက်ရှိချိန်ဒီတော့မပျော်သေးဘူးပေါ့နော်ခဲနေတုံးပေါ့နော်ဆိုတော့ကျွန်တော်တို့အာလူလေးဆက်ဖုံရင်းနဲ့ဒီဖုန်းကြောင်းလေးပြောရင်းနဲ့အရေးလေးဆက်ဖြော်ကြည့်ရပါတော့ ထူးခြားချက်တစ်ခုကလေဒီဖုန်းက DUV range လမ်းမှာ rugged phone ဖြစ် certified ဖြစ်ထားတဲ့ဖုန်းဆိုလိုချင်တာကဗျာကျွန်တော် rugged phone နဲ့သိမယ်မလားဘေးနားမှာ protection အကြီးကြီးအထူးကြီးကြီးပါရေးနေဒါပေမဲ့ဒီဖုန်းကတော့ကျွန်တော်ပုံမှန်ဖုန်းပုံစံကိုမှသူက rugged phone level အကျန်းခံထားတဲ့ဖုန်းတစ်လုံးကိုဒါကျွန်တော်အနေနဲ့ပထမဦးဆုံးမြင်ဘူးတာပဲပြတော့ဒီဇိုင်းပိုင်းမှာမနစ်ကနဲ့ရှင်လိုက်ရင်အပြောင်းလဲလေးလုတ်လာရယ်ဘောနော်အပြောင်းလဲလေးလုတ်လာရယ်ဆိုတာဒီနောက်ဘက်ကိုသူအပြောင်းလဲလေးလုတ်လာတာမလေးအေးလိုက်တာဆိုတော့ဒီနောက်ဘက်မှာဘယ်နေရာရယ်အပြောင်းလဲလုတ်လာလဲဆိုတော့ ကွဲသွားပြီဆိုဒီနေရာလေးပြကင်မရာ၄ယောက်နေရာလေးဟိုသူအပြောင်းလဲလုပ်လာတာဗောနော်ဆိုဒီနေရာမှာတော့၄တောင်ပုံစံကင်မရာလေးဖြစ်သွားပြီအဲ့အောင်မှာကျွန်တော်တီးတန့်ကွဲထွက်နေရမျိုးမဟုတ်တော့ဘဲနဲ့ကတ်ထားတဲ့ပုံစံလေးသွားထားရဗောနော်ဆိုတော့ကျွန်တော်တစ်ချက်လောက်ဟိုဒီမှာမြင်ရတဲ့အတိုင်းပဲโอเค မအကုန်လုံးလုံးနေတော့မယ်ဖုန်းဘေးဘက်ဖရိတ်နေပါရတော့အေးနေရပါတော့ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးမပြီးခင်မှာပဲဒီရေခဲเนี่ยสั้นตัดท่าราออมเห็นตัวเลยပြောလို့ရရပါเนาะဆိုတော့ရေခဲထံအောင်လည်းသူတော်တော်လေးခံနိုင်နေဆိုတော့ကျွန်တော်အတိမပြောရလိမ့်မယ်လောလောဆယ်ကျွန်တော်ဆက်မပြောခင်ခုံပေါ်ဟာလေးခဏရှင်းလိုက်အောင်မယ်ခဏလေး a few minutes later အကောင်တော့ပုံမှန်အလုံးလုံးနေတုံးပဲ ဆိုတော့ကျွန်တော်ခုနကပြောနေတာဒီဇိုင်းအပိုင်းရောက်သွားပြီပေါ့နော်ဒီဇိုင်းအပိုင်းဒီကောင်လေးကခုနကပြောဆိုဒီကင်မရာနေရာလေးလေးရောက်နေရာလေးကပိုလာလာတယ်အဲ့ဒါပေါ်မှာကျွန်တော်တို့အလေးချိန်အနေနဲ့ဆိုရင်196 gram အထူအနေနဲ့ဆိုရင်7.99 mm ဆိုတော့အရင်လဲအထူကြီးလဲမဟုတ်အလေးကြီးလဲမဟုတ်အဲ့ဒါကြောင့်ခုနကကျွန်တော်ပြောတာပေါ့နော် rugged phone တစ်လုံးဆက်ပုံစံဟို rugged phone တစ်လုံးအနေနဲ့ set up ဖြစ်တာပြင်မယ် rugged phone တစ်လုံးကိုအလေးကြီးအထူကြီးဖြစ်မနေဘူး အဲ့အောင်မှာသူကကျွန်တော်အခုရတာ lightning go ဆိုတဲ့အယောင်ပေါ့နော်ရွှေအယောင်ရွှေအယောင်ဆိုပေမဲ့သူကရွှေအယောင်တောက်တောက်ကြီးလို့ bling bling ဖြစ်မနေဘူးဒီကင်မရာလေးောက်နေရာလေးပဲနည်းနည်းလေးရွှေအယောင်လေးကိုမှပို့ပြီးရွှေတကယ်ရွှေအစ်စ်အယောင်မျိုးလို့ပြောလို့ရတယ်ဗျာလှတယ်ဒီအယောင်လေးကတော့တော်တော်လေးလှတယ်ပြီးတော့ကြည့်ရတာလည်းရှင်တယ်ဒီ shape display ကတော့ကျွန်တော်ခုနကပြောလိုမျိုးပေါ့နော် realme ရဲ့ c series phone လုံးအနေနဲ့တော့အရင်ကြီးတော့မပါသလိုအရင်ကြီးလည်းမထူပါဘူးပုံမှန်အနေထားမှာရှိတယ်လို့ပြောလို့ရတယ် ပြီးတော့ display bezel ဆိုလို့သူ့ရဲ့ display က6.72 inches ကိုမှခက်ကြီးကြီး display ပေါ့နော် Full HD plus resolution နဲ့ကျွန်တော်ခုငန်းအား mention လုပ်ခဲ့ပေးသလိုမျိုးပဲ 90Hz side refresh ပါလာမယ် brightness က690 nits ဒါမှမဟုတ် IPS LCD display ကိုပဲသုံးပေးထားတယ်ဒါမှမဟုတ် D display ကို protect လုပ်ဖို့အတွက်ကျွန်တော်ခုနကပြောခဲ့တဲ့ armor shell glass ကိုသုံးပေးထားတာစံကြီးအတော့ကတော့မစိုးဘူးပေါ့နော် IPS LCD ဆိုပေမဲ့ color လေးတွေကစိုးစိုးတောက်တောက်လည်းဖြစ်တယ်ပြီးတော့အဲ finally Realme ရဲ့ CCD phone လုံးအနေနဲ့လည်း Full HD resolution ဖြစ်သွားတာကိုကျွန်တော်အသိမဲ့ပြုတယ် performance ပိုင်းအတွက်ကတော့သူ့မှာ media တက်ကဲ Helio G92 max max version နဲ့တားမယ်ကျွန်တော် gamer set ကိုတိုင်းပေးထားတဲ့ raw performance ဘယ်လောက်ထိထွက်လဲသိချင်လို့ပေါ့နော် single core အနေနဲ့အတွက်361 multi core အနေနဲ့က1269ထိရတယ်ဆိုတော့ toyo mobile legion တို့ pubg တို့လောက်ကတော့ ac တတရရဆွလို့ရမယ်ပေါ့နော်ဒါအောင်မှာ software ဘက်မှာဆိုရင် android 14ကိုအခြေခံထားတဲ့ realme ui 5နဲ့လာမှာဒီ realme ui 5မှာတော့ကျွန်တော် selfie camera ကနေဖုန်းပြောနေတဲ့အခြေအင်းတို့အားသွင်းတဲ့အခြေအင်းတို့ animation နဲ့ပြပေးမယ် mini capsule features ပါလာမယ်ပြဒီ mini capsule feature ကလည်း3.0ဖြစ်သွားပြီပေါ့နော် android ဒီထဲမှာ realme အနေနဲ့ဒီအပိုင်းကိုအစောဆုံးထည့်ပေးခဲ့တယ် လို့အခု3.0မှာဆိုရင်ပိုပြီး smooth ဖြစ်တာကိုလည်းသတိထားမိတယ်။အဲနောက်ထပ် AI feature စီအနေနဲ့ဆိုရင်တော့ AI clear face တို့နောက် AI smart look လိုမျိုး feature စီလည်းပါလာအောင်မယ်။ကင်မရာဘိုင်းပေါ့နော်ဒီဖုန်းက main sensor 50 megapixel AI camera aperture f1.8 နဲ့နောက်ထပ် sensor တစ်လုံးပါလာမယ်။ dual camera setup အရှိတ်ဘက် selfie camera ကတော့8 megapixel selfie camera ကိုသုံးပေးထားတယ်။ကင်မရာ feature စီအနေနဲ့တော့ကျွန်တော် portrait တို့ slow mo တို့ဒီ tilt shift တို့နိုင်မှုတို့လိုမျိုးပုံမှန်သုံးနေကြ feature စီပါလာတယ်။အဲ့ဒါအောင်မှာ Realme ရဲ့နာမည်ကြီး stream မှုလိုမျိုး feature ဆက်ပါလာသေးရပေါ့နော်။ဆိုတော့ feature တွေကတော်တော်လေးစုံတယ်လို့ပြောလို့ရတယ်ကျွန်တော်စမ်းကြည့်ရတဲ့လောက်ဆိုရင်နိုင်မှုပိုင်းအောင်သူ့ကိုတရိပ်ထားပြီးစမ်းပြစ်တယ်ပေါ့နော်အရင်တော့ Realme CC ဖုန်းတွေရဲ့နိုင်မှုကနည်းနည်းလေးလိုလိုက်ပိုင်းမှာသူ blue tint back သွားတာများတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့တော်တော်လေးပြောင်းလဲသွားပြီးမစိုးလို့ပြောလို့ရတယ်နောက် daylight ပိုင်းမှာတော့သူ့ဈေးတန်းဝင်ချေဖုန်းတွေထဲမှာ social media တင်တာပါညာတော့ကတော့ AC သုံးလို့ရပါတယ် တဲ့ audio ဘိုင်းမှာဆိုရင်တော့ mono speaker နဲ့ပဲလာအောင်မယ်ဒီနေရာမှာ stereo speaker လေးထည့်ပေးလိုက်မယ်ဆိုရင်တော့ပိုကောင်းစွာမှသိချင်ရပါတော့ battery ကတော့မိုက်တယ်မိုက်တယ်ဆိုတာနှစ်မျိုးပေါ့နော်ပထမတစ်ချက်က milliampere hour များများပါလာတာဒီမှာ7.99 millimeter မှာအဲဒီ7000 mAh ပါလာတာလေးကမစိုးဘူးများရလို့ပြောလို့ရတယ်တကယ်လဲကျွန်တော်စမ်းသုံးကြည့်ရတော့အတတတော်လေးခံတယ်နောက်တစ်ချက်ကအသွင်းနဲ့နေရာမြန်တာမြန်တယ်ဆိုတာသူ့မှာ super volt PD 3.0 support လုပ်ပေးထားတယ်45 watt charge နဲ့အသွင်းလို့ရတယ်ဆိုတော့ battery ပိုင်းက Realme C series phone တလုံးအနေနဲ့ကျွန်တော်သိသလောက် မဆိုးအများဆုံးလို့ပြောလို့ရတယ် โอเคဆိုတော့ Realme ရဲ့ C75 အကြောင်းအရောဒီလောက်ပဲ Realme အနေနဲ့သူတို့ရဲ့ဒီ C series phone လုံးရဲ့အဓိကအားသားချက်ဖြစ်တဲ့အပိုင်းအဲ့အပိုင်းကိုပဲသူဆက်ပြီးတော့ push လုပ်လာရပေါ့နော်ကျန်တဲ့နေရာလေးမှာသူလူဝါလေးတွေထပ်ဖြည့်လာတယ်အာ durable ပိုင်းမှာတော့တိတိတတလေးရှောင်းဖြစ်သွားတယ်ကျန်တဲ့ display ပိုင်းလေးတွေ battery ပိုင်းလေးတွေမှာတွတ်တမှုတော်တော်များများလေးတွေ့ရတဲ့ phone လို့လည်းပြောလို့ရသွားတယ်အဓိကတော့ကျွန်တော်ဒီမှာပေါ့နော်ရေခဲထဲမှာထည့်ပြီးခဲပြီးတော့စမ်းထားတာဒီကို pass ဖြစ်သွားတဲ့တစ်ချက်လည်းကျွန်တော်အတိအမှတ်ပြပါတယ်ဆိုတော့ဒါလေးကတော့မစိုးလို့ပြောလို့ရတယ်โอเคဆိုတော့အဆုံးထိကြည့်ပြတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ